the Bureau R2 organization က Midday Charity Art Exhibition လို့တဲ့အမ International School အကြောင်းသားတွေကသူတို့ပကြီးကားကိုပြလို့ရတယ်သူတို့ပကြီးကားကိုရောင်းလို့ရတယ်ပြီးတော့တစ်ဖက်မှာလည်းတပည့်အကြောင်းသားတွေက Prahita လို့ချင်တဲ့အနေနဲ့ဒီပွဲကရတဲ့အဲ့လိုမျိုး fund တွေအကုန်လုံး charity ကိုလူသွင်းတော့မှဖြစ်ပါရဲ့ရှင်အဲ့ဒီနေ့ကတော့အရှိတနစ်ထပ်ပို့ပြီးတော့လွယ်တယ်ပေါ့နော်အရှိတနစ်ကကျတော့ပထမဆုံးဆိုတော့ experience ကအရင်အသက်ဆိုတော့ဘာလုပ်ရမလဲမသိဘူးဒါပေမဲ့ဒီနေ့ကျတော့အရှိတနစ်က connection တွေလည်းရှိတယ်ပြီးတော့အရှိတနစ်ကလည်းအဖြစ်လည်း ဘယ်လိုမျိုးလူတွေဆက်ဆက်ရမှာလဲဆိုရလဲပို့ပြီးနားလဲလာရဲပြီးတော့ um company တွေနဲ့လည်းပို့တိလာရဲဆိုရဒီနေ့ကကျတော့အများကြီးပို့လဲသွားရပါဘူး။အာတဗျူကအဲ့လို international school တက်တာဆိုတော့မြန်မာစကားကလည်းသိမပေါက်ဘူးပေါ့နော်ဆိုတော့ language ကတခါတလေကြာရင်အဲ့လိုလူကြီးတွေနဲ့ဆိုရင်ကျတော့ဘယ်လိုပြောပြောရမှာလဲဆိုရနည်းနည်းအခက်ခဲရှိတာပေါ့နော်အစပိုင်းတော့ပြီးတော့ company တွေနဲ့လည်းသိမသိသေးတော့လေသူတို့နဲ့ဘယ်လိုမျိုးဆက်ဆံရမှာလဲအဲ့လိုမျိုးပုံစံလည်းသိမသိဘူးပေါ့နော်ဆိုတော့ အစပိုင်းကတော့တော်တော်ခက်ပါရဲ့ဟုတ်အာတံပြည့်ကြောင်းသားတဲ့အနေနဲ့ပေါ့နော်တခုခုပြန်ပြီးတော့ပေးချင်တာပေါ့နော်ပြီးတော့တံပြည့်ရှိတဲ့အဲ့လိုမျိုးကိုလုံထိုင်တဲ့အစမ်းစာလေးတွေနဲ့တခြားလူတွေရဲ့ဘဝကဘယ်လိုမျိုးနည်းနည်းလေးဖြစ်နေတော့မှဘယ်လိုမျိုးပူပေးလို့ရလဲဆိုပြီးတော့အဲ့လိုမျိုးဖြစ်ချင်တာပေါ့မင်္ဂလာပါတမီးအဖြစ်ပြပါရှင်တမီးအစီအစီပါရှင် uh, the Vero Art Organization ga Nidai Charity Art Exhibition lo de Emma International School a Chang Dai ya thoro biji ga yo pya lo ya de thoro biji ga yo yang lo ya de ပြီးတော့တစ်ဖက်မှာလည်းတပည့်တော်ကျောင်းသားတွေရပရာဟိတာလုပ်ချင်တဲ့အနေနဲ့ဒီပွဲကရတဲ့အဲ့လိုမျိုး fund တွေအကုန်လုံး charity ကိုလူသွင်းလာမှာဖြစ်ပါတယ်ရှင်အရှိစင်းတွေကလည်းတပည့်ပစိပြပွဲလုပ်ကြအရှိစင်းတွေမှာဆိုရင်တပည့်တော်အမ်58တိန်းရတယ်ပြီးတော့အဲ့ဒါတပည့်တော်ခိုင်နေဝင် foundation နဲ့ရှေကွန်တိုင်း clip ပစ်စုရထားတာကိုလူသားတော်ဖြစ်ပါတယ်ရှင်ဒီတနေ့မှ join လာရှင် high school ရောက်မှဒီတနေ့စ join လာရှင် ဟုတ်ဆွဲဖြစ်တယ်ရှင်အရင်တော့လည်းဆွဲဖြစ်တယ်ငငယ်တည်းကပဲရှိစိတ်ဝင်စားတော့အားကြောင့်ဒီ organization လုပ်တာလည်းတော်တော်ပျော်စရာကောင်းတယ်ရှင်ပါလေအခုနှစ်ခုပါပါ အာတပည့်ရေရေတည်းကအရင်တော့ဆိုတော့မကြည့်ဝါဒနာပါရဲအဲကြောင့်အမေကလည်းတပည့်ကိုမကြည့်တင်တဲ့နေပို့ပေးရဲအဲကြောင့်ကြီးလာတော့လည်းတပည့်ဒီပကြီးဟိုလည်း fashion နဲ့ဖြစ်တယ်ပေါ့နော်အဲကြောင့်တပည့်လိုလည်းပဲပကြီးကိုဆရာသက်တန်တဲ့ခလေးတွေကြွတယ်ဒီလိုပြပွဲလေးကျင်းပပြရဖြစ်ပါရဲ့ရှင်အာတပည့်ကတပည့်ကြောင်းသားရဲ့အနေနဲ့လည်း prahita ပုံစံလေးလုပ်ချင်တယ်အဲကြောင့်ဒီပွဲလုပ်ချင်အဖြစ်လည်းဒီပွဲရရဲ့ fund ကို charity ကို donate လုပ်ချင်လို့ဖြစ်တယ်ပြီးတော့မြန်မာနိုင်ငံမှာရှိတဲ့အဲ့လိုမျိုးကြောင်းသားတွေရဲ့သူတို့ပကြီး talent လေးတွေကိုတပည့်က ဆက်ပြီးတော့ပြသပေးခြင်းလို့ဖြစ်ပါရဲ့ရှင်။ဒါဒုတိယအချိန်ရှင်။နံပါတ်18နဲ့ပါရှင်။နံပါတ်19နဲ့ပါရှင်။အဲ့လိုမျိုးစိတ်အေးချမ်းလာပါတော့။ပြီးတော့ပကြီးတကားကြည့်လိုက်တယ်ဆိုရင်အဲ့ပကြီးကောက်ဆွဲထားတဲ့ပကြီးဓမ္မကသူ့ရဲ့ပကြီးကောက်ဘယ်လိုမျိုးဆွဲထားရလဲဆိုတော့အဲ့လိုအနဲ့တားရတယ်အများကြီးခံစားရတာပေါ့နော်။ဟုတ်။မြန်ငငယ်လေးတည်းကဆိုတော့ငားနဲ့ခဏလေးလောက်ထဲကစားရပါရှင်။တမန်အရင်နဲ့ကပကြီးကိုတော်တော်ဝါသနာပါတယ်ဆိုတော့မမကအဲ့လိုမျိုးတင်တဲ့နေပါပို့ပေးရပြီးတော့အเจ้าမှလည်းပကြီးအတန်းနေအများကြီးတက်ပြီးတော့ ဆက်ကြည့်တာဖြစ်ပါတယ်။ဟုတ်ပါဘူး။တကယ်ရှူကင်းပုံဆွဲရပုံချိန်ပြီးတော့အကောင့်လေးလည်းဆွဲရပုံများတယ်ဟုတ်။အာသူမြင်ပါလေ talented ဖြစ်တယ်လို့တော့ဟုတ်ရှိရပြီ။သူကသူ့ပကြီးကားရဲ့အကုံလုံးအချိန်လေးပြီးပြီးတော့တေးချကောင်းကောင်းလေးလုပ်ထားရလို့အမြင်ချက်ပါတယ်။ဟုတ်လေအရင်နဲ့ကဝါသားပါဒါပေမဲ့ကြီးလာတော့မမသူ့လိုက်ကျူရှိတယ်လေပို့ပြီးရဆိုအဲ့နဲ့ပို့ပြီးတော့ဝါဒနာပါပြောတာအာတပြရော business ဘက်တော့လုပ်ချင်တာရှင်ဒါပေမဲ့ business နဲ့ဒါပေမဲ့ဗဂျီနဲ့ business တစ်ခုပေါင်းပြီးတော့တစ်ခုခုလုပ်ချင်တာပေါ့နော်ဟုတ်ပါဘူးဗျာ like ဗဂျီစွဲရလေကျဲပြီးတော့မုံဖုတ်တာတော့ design လုပ်လေးစိတ်တယ်ဆိုအဲ့ဒါတစ်ခုပေါင်းပြီးတော့ကြီးလိုက်လုပ်ဖြစ်ဖို့စဉ်းစားရတော့အာဒါပေမဲ့ဒီနေ့ဆိုရင်ခိုင်နင်းဝင်း foundation နဲ့ရွှေကုန်တိုင်း clay ပြည့်စုံရေးဌာနကိုချက်ပြီးတော့ donate လုပ်သားမှာဖြစ်တယ်ပြီးတော့မလက်ဖြန်ဆိုလည်းတမီးရောရွှေကုန်တိုင်း clay ပြည့်စုံရေးဌာနကိုတွားပြီးတော့အဲ့ဒါကလေးလေးနဲ့တူတူအချက်ယူမယ်ဗဂျီလက်တူတူဆက်မှာပါဟုတ် အာတပြည့်ကြောင်းသားတဲ့အနေနဲ့ပေါ့နော်တခုခုပြန်ပြီးတော့ပေးချင်တာပေါ့နော်ပြီးတော့တပြည့်ချီးတဲ့အဲ့လိုမျိုးကိုလုံထိုင်တဲ့အစမ်းစာလေးနဲ့တခြားလူတွေရဲ့ဘဝကဘယ်လိုမျိုးနည်းနည်းလေးဖြစ်နေတော့မှဘယ်လိုမျိုးဦးပေးလို့ရလဲဆိုရအဲ့လိုမျိုးဖြစ်ချင်တာပေါ့ချစ်တာဘူးချစ်လားဟုတ်အာဒါကိုဖြစ်ရင်တော့အကြီးကတော့ communication ပဲပေါ့နော်ကိုဘက်ကဘာဖြစ်လဲသူဘက်ကဘာဖြစ်လဲအဲ့ဒါတူတူမျိုးတူတူ ဆွေးနွေးပြီးတော့မှပဲဖြေရှင်းချင်အောင်အာဒီဝဲကဆိုလက်တော်နှောက်တိုင်ပင်မိရပေါ့နော် because တမီးညီမလေးရလဲတမီး organization ကိုသူဒီနေ့ဝင်လာရဲဆိုတော့တမီးသူ့ကိုအများကြီးအာဒီပွဲလုပ်တဲ့အကြောင်းတွေပြောပြရဲပြီးတော့တူတူဆက်ပြီးတော့ idea တွေထုတ်တယ်ပေါ့နော်အဲဒီနေ့ကတော့အရှိတနေ့ထပ်ပို့ပြီးတော့လွယ်တယ်ပေါ့နော်အရှိတနေ့ကကျတော့ပထမဆုံးဆိုတော့ experience ကအရင်အသက်ဆိုတော့ဘာလုပ်ရမလဲမသိဘူးဒါပေမဲ့ဒီနေ့ကျတော့အရှိတနေ့က connection တွေလည်းရှိတယ်ပြီးတော့အရှိတနေ့ကနေအဖြစ်လဲ ဘယ်လိုမျိုးလူတွေဆက်ဆက်ရမှာလဲဆိုတာလည်းပို့ပြီးနားလည်လာရဲပြီးတော့ um company တွေနဲ့လည်းပို့တည်လာရဲဆိုတော့ဒီနေ့ကကျတော့အများကြီးပို့လဲသွားပါဘူး။အာတဗျူကအဲ့လို international school တက်တာဆိုတော့ဒီမှာစကားလည်းသိမပေါက်ဘူးပေါ့နော်ဆိုတော့ language ကတခါတလေကြာရင်အဲ့လိုလူကြီးရနေဆိုရင်ကျတော့ဘယ်လိုမျိုးပြောရမှာလဲဆိုတော့နည်းနည်းအခက်ခဲရှိတာပေါ့နော်အစပိုင်းတော့ပြီးတော့ company တွေနဲ့လည်းသိမသိသေးတော့လေသူတို့နဲ့ဘယ်လိုမျိုးဆက်ဆံရမှာလဲအဲ့လိုမျိုးပုံစံလည်းသိမသိဘူးပေါ့နော်ဆိုတော့ အစပိုင်းကတော့တော်တော်ခက်ပါရဲ့ဟုတ်အများကြီးပဲရှင်ဟုတ်သမီးရောအပေမေရောသမီးရောစပွန်ဆာဆိုလဲ main sponsor အနေနဲ့ပါဝင်ပေးရရှင် Bubble Plastic Factory ပေါ့နော် အပူရဒီဗီဂျီပြပွဲစီစဉ်တဲ့ဟာအသေးစိတ်တွေအစားသပြီးတော့တစ်ချိန်တော့ပုံညီပေးပါရရှင်။အာစကားနာထောင်။စကားနာထောင်လိုက်ပြီးတော့အဖေမေနဲ့ဆင်ဖွင့်ဖွင့်လင်းလင်းစကားပြောရဲပြီးတော့အလုပ်တားရဲ့အခုစီတိုင်းကိုလည်းတိုင်ပင်နေဒီဒီခုဒီပွဲအတွက် decision တွေချရဲဆိုလဲအမေနဲ့အဖေနဲ့ဆွေးနွေးပြီးတော့မှပဲ final decision ချရပါ။အမ်သမီးရကြောင်းမှဆိုရင်တော့သမီးရ great အထဲပေါ့နော်။သမီးရ great က Saturday နဲ့မှဆိုရင်သမီးရ organization စတီထောင်တာသမီးတယောက်ပဲရှိသေးရပါတော့ Saturday နဲ့မှဆိုရင်ဆိုတော့အဲ့အဲ့ဟာတွေတော့ တပြက်ဗကြီးအရန်ဝါသနာပါတယ်ဒါပေမဲ့တပြက်ကြောင်းနေမှာဆိုရင်လေခုကမှတချင်းဆိုပြိုင်ပွဲရှိတယ်အားကစားဆိုလည်းအားကစားပြိုင်ပွဲရှိတယ်ဒါပေမဲ့ဗကြီးပြိုင်ပွဲရောဗကြီးတောက်တာတခုမှမရှိဘူးဆိုတော့တပြက်အကုန်လုံးစီစီယုံလေးဖြစ်အောင်လို့ဒီလိုမျိုးပွဲလေးစစ်တယ် ဆက်ပြီးတော့ idea ရသွားတာသမီး code တုံးမှာပေါ့နော်သမီးအဲ့တော့လည်း designing နဲ့အယံဝါသနာပါတယ်ဆိုတော့သမီး designing နဲ့ပေါင်းရှင်နေပြီးတော့တကယ်ချင်းတွေလည်းအဲ့လိုမျိုးဗကြီးတို့ connection လေးနည်းနည်းများအောင်လို့ပေါ့နော်တို့ဗကြီးတခြားကလေးတွေနဲ့အဲ့လိုအဆက်အသွယ်ရှိအောင်လို့သမီးကဒီလိုမျိုးလုပ်ဖြစ်စေတာအာသမီးတကယ်ချင်းညာလည်းဗကြီးလည်းတော်တော်ဝါသနာပါတယ်ဆိုတော့အစည်းအဝေးမှာလည်းတိတ်မခတ်ဘူးပေါ့နော်ပြီးတော့ um သူတို့လည်းကြည်လို့မျိုးပွဲစီစဉ်တဲ့ဟာတွေလည်းပို့ပြီးလေ့လာရှင်တယ်ဘယ်လိုမျိုးပွဲတစ်ခုကိုဖြစ်မြအောင်လုပ်လို့ရလဲဆိုရယ်ပုံစံလေးတွေသိချင်တယ်ဆိုရယ်သူတို့လည်းဝင်ပါလာရှင်အာတမီးရောအခုအကန်လည်းချင်း၁၀ရောက်ကျော်ရှိတယ်ဒါပေမဲ့တမီးရောတချို့တူရယ်ဘန်ကောက်ကမှပါဝင်တယ်ဆိုရယ်ဒီနေ့ရောက်လာတဲ့ဒီလေရန်ကုန်ကရှိရတယ်လို့ပဲရှိတာအာ I can do all things through Christ who strengthens me because like တမီးက um တမီးကြောက်တယ်မတက်နိုင်ဘူးလေဆိုရယ်တမီးကဘယ်လိုမျိုးဖျားအကူပြီးတော့ no doubt ရှိတယ် တမီးအမေရလည်းငယ်လေးတွေကတမီးတွေဝါသနာရဲ့အကောလုံးကိုတစ်ချိန်လုံးပတ်ပိုးရဲပြီးတော့တမီးတို့အသေးစိတ်လည်းဂရုစိုက်တယ်ဆိုတော့မမေရတမီးလှုပ်ရှင်တဲ့ဟာရဲ့အကောလုံးကိုဖြည့်ဆည်းပေးရအနောက်ဟုတ်တမီးထပ်ပြီးတော့လည်းနောက်တစ်နေ့ဒီကြိုင် member တွေထပ်များချင်းနဲ့ပကြီးတမားတွေလည်းထပ်ပြီးတော့များချင်းနဲ့ပြီးတော့အရှိပထမနဲ့တော့ဆိုရင်တမရကြီးပွဲစီစဉ်တဲ့ကျောင်းသားတွေရ ISM ကျောင်းကပဲပါတာရှင်ဒီနေ့မှာတမီး ISM ကျောင်း IS ဆိုတာဘန်ကောက်ကကျောင်းသားတွေပါအကုန်ထက်ထည့်လိုက်တာနောက်တစ်နေ့ကြိုင်လည်းတမီးကြီးထပ်ပို့ပြီးတော့ကြီးအောင်လို့လှုပ်ရှင်နေပြီးတော့ ဗကြီးကားရယ်လည်းပုံမများလေးပြချင်တာပေါ့။တမီးကအဲ့လိုမျိုးကျောင်းသားတွေထဲမှာဗကြီးကိုပို့ပြီးတော့တန်ဖိုးထားတဲ့ပုံစံလေးပေးချင်တာပေါ့နော်။ဟုတ်ကဲ့။မမဝင်မယ်ဆိုရင်တော့ high school student ပေါ့နော်။အထက်တက်ကျောင်းသားဖြစ်ရမယ်။ပြီးတော့တမီးက interview လုပ်တယ်။တမီးကသူတို့ interview လုပ်တယ်။ပြီးတော့တမီးက um department လေးခုပြန်ရှိတာပေါ့နော် PR ရှိတယ် PR လူတွေနဲ့ဆက်သွယ်ရဲ့ communication မိုင်းပေါ့နော် production production ကကျတော့ပကြီးသမားတွေနဲ့ဆက်သွယ်မယ်ပကြီးကားတွေဒီလိုမျိုးချိန်တဲ့ဟာတွေသူတို့ description တွေပါတယ်မှတ်တယ်ပြီးတော့ graphic design တွေလုပ်တာပေါ့နော်ဟိုတမ်း poster တွေပါဆိုရင် graphic လုပ်တယ်အဲ့လိုမျိုးဟာလေးရှိတယ်ဟုတ်ဘာဖြစ်လို့သူရဲ့ဒီ organization ကို join ချင်တာလဲဒီ organization ကနေဖြစ်ပြီးသူတို့ past skill တွေရချင်တာလဲသူဒီ organization ကျသူတို့အရှိမလောက်ထားတဲ့အဲ့လို past experience တွေရှိလားအဲ့လိုမျိုးပေါ့နော်ဟုတ်အော်ကတော်တော် communication ကောင်းနေလိုက်တခြား company တွေလည်း like sponsorship တွေတောင်းတာတို့အဲ့လိုတော့အကုန်လုံးမှာတော်တော်လုံနိုင်နေပေါ့ပြီးတော့ like ဖန်ရှင်လည်းတအားများတယ်ဒီပွဲအတွက်ဘန်ကောက်မှာရောက်နေရအောင်မှာဒီကလူနဲ့အမြင် like communicate လုပ်ပြီးတော့ပွဲကိုအောင်မြင်အောင်လုပ်ပေးရတယ်ရောဘူးရောဘူးအမြင်ကညာညာကြရင်နောက်ကျမှအေးပဲသူ designing ဟာတော့ graphic အပိုင်းမှာလုပ်တယ်များဒီလို design နေဆိုတော့အညာညာကြရင်သူကစားတအားများရစတဲ့တယ်ဆိုရလေဒါပေမဲ့အဲ့ဒါစားပြီးရအောင်အဲ့ဒါ design နေအမြင်ညာကြရင်လုပ်တယ်သူကအမြင် like တအားသူ like energetic to the deep work. အဲတမရဒီနေ့ပချီပြပွဲကိုရှင်းပါတဲ့ organization ကတော့ Archie Charity Art Exhibition Organization ဖြစ်ပါတယ်။တမရ organization က August 2023မှာတည်ထောင်ခဲ့တာဖြစ်ပါတယ်။အဲတုန်းကတော့ Archie ISF အနေနဲ့ပဲတည်ထောင်ခဲ့တယ်။ပြီးတော့ August 2024မှာတော့ Archie International ဆိုပြီးတော့တမရထပ်ပြီးတော့တိုးချဲ့တာဖြစ်ပါတယ်ရှင်။ဟုတ်ရပြီတမရဟို fashion နဲ့ပတ်သက်ပြီးတော့စုရပြီ။အာအဲတုန်းကကျတော့တမရ Lamac fashion ပေါ့နော် Lamac graphic တမရကျောင်းအဖွဲ့အစည်းတစ်ခုပဲကျောင်းသားအဖွဲ့အစည်းတွေက fashion show လုပ်တယ်ပေါ့နော်။အဲ့မှာတမရက design တွေဆိုရပြီ Brown way Brown way းတော့ပြိုင်ပွဲဝင်တဲ့အဲ့လိုမျိုး brand way ပေါ့နော်အမှတမျိုးတတရစီရခဲ့တယ်ရှင်တမျိုးဒီပြိုင်ပွဲဝင်တွေကိုဆက်ပြီးတော့ level ကြီးကိုစူးစမ်းစေခြင်းနဲ့ပြီးတော့သူရဲ့ talent တွေကိုလည်းအဲ့လိုမျိုးဆက်ပြီးတော့ improve ဖြစ်အောင်လို့ပေါ့နော်ဆက်ပြီးစူးစမ်းဆက်ပြီးနေနိုင်လေ့ကျင့်မယ်ပြီးတော့သူတို့ဘယ်ကြီးလဲဒီထက်ထက်ကောင်းပြီးတော့နောက်တစ်နေ့ကျရင်လည်းပိုကောင်းတဲ့ဘယ်ကြီးကလေးဖြစ်ပါစေ